စာလံကျမ်းအခန်း40ခုစာလံကျမ်းအခန်း40ခုသည်ဘုရင်တကာတို့၏ဘုရင်အကြောင်းဖြစ်သည်အခန်းငယ်1လူမျိုးအပေါင်းတို့လက်ခုပ်တီးကြလော့ဘုရားသခင်ထံသို့အောင်တန်ကိုလွှင့်၍ကြွေးကြော်ကြလော့အကြောင်းမူကားအမြင့်ဆုံးသောထာဝရဘုရားသည်ကြောက်မော့ဖွဲသောဘုရားမြေကြီးတစ်ပင်လုံးကိုအစိုးရသောမဟာမင်းကြီးဖြစ်တော်မူ၏လူစုတို့ကိုငါတို့အောက်၌၎င်းလူမျိုးတို့ကိုငါတို့ရှေ့အောက်၌၎င်းနှိမ့်ချတော်မူ၏ ချစ်တော်မူသောယာကုပ်၏ဘုန်းဖြစ်သောငါတို့အမွေကိုငါတို့အဖို့ရွေးပေးတော်မူ၏။တွေးကြခြင်းတန်နှင့်ဘုရားသခင်တတ်တော်မူ၏။တဘိုးမုတ်ရှင်တန်နှင့်ထာဝရဘုရားတတ်တော်မူ၏။ဘုရားသခင်ကိုချီးမွမ်း၍တခြင်းဆိုကြလော့။တခြင်းဆိုကြလော့။ငါတို့၏ရှင်ဘုရင်ကိုချီးမွမ်း၍တခြင်းဆိုကြလော့။တခြင်းဆိုကြလော့။အကြောင်းမူကားဘုရားသခင်သည်မြေကြီးတစ်ပင်လုံးကိုအစိုးရသောမင်းဖြစ်တော်မူ၏။ချီးမွမ်းခြင်းထောမနာတခြင်းကိုဆိုကြလော့။ ဘုရားသခင်သည်လူမျိုးတို့တွင်စိုးစံတော်မူ၏ဘုရားသခင်သည်တန်ရှင်းသောပြင်တော်ပေါ်မှထိုင်တော်မူ၏လူမျိုးတို့၏အကြီးအကဲတို့သည်အာဗြဟံကိုကိုးကွယ်သောဘုရားသခင်၏လူမျိုးထံမှစုဝေးလျက်ရှိကြ၏အကြောင်းမူကားမြေကြီးတစ်ပင်လုံးများကိုဘုရားသခင်ပိုင်တော်မူ၏အထူးသဖြင့်ချီးမြှောက်ခြင်းရှိတော်မူ၏စာလံကျမ်းအခန်း၄၈ပြပါပြီစာလံကျမ်းအခန်း၄၈စာလံကျမ်းအခန်း၄၈သည် ်ထာဝရဘုရား၏ဇီးအုံမျိုးဖြစ်သည်ခန့်ငယ်တည်းထာဝရဘုရားသည်ကြီးမြတ်တော်မူ၏တန်ရှင်းသောတောင်ပေါ်ငါတို့ဘုရားသခင်၏မြို့တော်တွင်အထူးသဖြင့်ထောမနာသခြင်းကိုခံထိုက်တော်မူ၏မြေကြီးတစ်ပြင်လုံးရှင်လန်းရာဇီးအုံတော်ထိပ်သည်အစင်းလှပေ၏မြောက်ဘက်မျက်နှာ၌မဟာမင်းကြီး၏မြို့တော်သည်တည်၏ထိုမြို့၏ဘုံဘိမှန်တို့တွင်ဘုရားသခင်၌ခိုလုံရသည်ကိုသိရ၏ ရှင်မြင်းတို့သည်စူဝေး၍အတူချောက်သွားကြ၏မြင်သောအခါမှိုက်တွေ၍ထိတ်လန့်လျက်ပြေးကြ၏ထိုရက်၌သူတို့သည်ကြောက်လန့်ခြင်းသို့ရောက်၍တားဖွာသောမိမခံရတကယ်သို့ဝေဒနာရှိကြ၏တာချူသင်မောတို့ကိုချိုးဖြတ်သောအရှိလေနှစ်တွေ့တကယ်သို့ဖြစ်ကြ၏ငါတို့ကြားဘူးသည့်အတိုင်းကောင်းဝင်ဘုရားအရှင်ထာဝရဘုရား၏မြို့ငါတို့ဘုရားသခင်၏မြို့တော်၌တွေ့မြင်ရကြ၏ ဘုရားသခင်သည်မြို့တော်ကို အစဉ်အမြဲတည်စေတော်မူ၏။အိုဘုရားသခင်ကျွန်ုပ်တို့သည်ဗိမ္မာန်တော်ထဲမှဂယုဏတော်ကိုအောင်းမေ့ကြပါ၏။အိုဘုရားသခင်နာမတော်သည်မြေကြီးစွန်းတိုင်အောင်ပြန့်နှံ့သည့်ဤသူဂုံတရေတော်သည်လည်းပြန့်နှံ့လျက်ရှိ၏။လက်ရလက်တော်သည်ဖြောင်းမရှင်တရားနှင့်ပြေဝလျက်ရှိပါ၏။တရားစီရင်တော်မူချက်များကြောင့်စည်းအုံတောင်သည်ဝမ်းမြောက်၍ ယူဒအမျိုးသမီးတို့သည်ရှင်လန်းကြပါ၏။သားမေးတို့အားပြောကြမည်အကြောင်းဇီးအိုမျိုးကိုပက်ပက်လေ၍ပြအိုးတို့ကိုရည်တွက်ကြလော့။ယင်တားတို့ကိုမှတ်၍ဘုံဗိမာန်များကိုလည်းရည်တွက်ဆင်ကျင်ကြလော့။အကြောင်းမူကားထိုဘုရားသခင်သည်ကာလအစဉ်ပဲငါတို့၏ဘုရားဖြစ်တော်မူ၏။တေတိကာလတိုင်အောင်ငါတို့ကိုပို့ဆောင်တော်မူလတ္တသတည်း။စာလကျမ်းအခန်း48ပြပါပြီ။ စာလံကျမ်းအခန်း49စာလံကျမ်းအခန်း49သည်စီးစိမ်ကုန်တရေသည်တင်္ခါရဖြစ်သည်အခန်းငယ်1လူများအပေါင်းတို့ကြားကြလော့ခတ်သိမ်းသောလောကသားအယုတ်အမြတ်ကြွယ်ဝသောသူစင်ရဲသောသူတို့တညီတညွတ်တဲ့နားထောင်ကြလော့ငါသည်ပညာကိုမွတ်ဆိုမည်ငါနှလုံးသည်ဉာဏ်နှင့်ဆိုင်သောအရာကိုစင်ကြင်မည်ပုံစကားတို့ကိုနားကိုလှည့်လျက်နက်နဲသောအရာကိုစောင့်တည့်ဖြွင့်ပြပြီးအံ့ ခရင်ဆိုးဥသောကာလ၌ငါဤအရာကိုလူယူခြင်းသောသူတို့ဤဒုစရိုက်သည်ငါ့ကိုဝိုင်းတော်လေငါသည်အဘဲကြောင့်ကြောက်ရမည်နီထိုသူတို့သည်ကိုယ်ဥစ္စာကိုကိုးစား၍ကိုယ်စည်းစိမ်များသောကြောင့်ဝါကြွားတော်လေမိမိညီအကိုကိုအဘဲသူမြအလင်းမရွေးနိုင်ရွေးရန်အဖိုးကိုဘုရားသခင်နိုင်မပေးနိုင်သူတို့အသက်ဝိညာဉ်ဤရွေးရန်အဖိုးကြီးလာပေ၏တို့ဖြစ်၍အစဉ်ဆုံးလျက်နေရမည်ရွေးလျင် အစဉ်အမြဲအသက်ရှင်ရာ၏အုပ်ဆက်ခြင်းသို့မရောက်ရာထင်ရှားသောအရာဟုမူကားပညာရှိသောသူတို့သည်တည်တတ်ကြ၏ထို့အတူမိုက်သောသူနှင့် လိမ့်ဆန်သဘောရှိသောသူတို့သည်ပျက်စီးခြင်းသို့ရောက်၍မိမိဥစ္စာကို သူတစ်ပါးတို့၌ခြံထားကြ၏မိမိတို့အိမ်သည်ထာဝရဖြစ်လိမ့်မည်မိမိတို့နေရာလည်းလူမျိုးအစဉ်ဆက်တည်လိမ့်မည်မိမိတို့နာမသည် မြေပေါ်မှာကျော်စောလိမ့်မည်ဟုသူတို့စိတ်ထင်ရှိကြ၏တို့ရာတွင် လူသည်ဂုံစည်းစေရသည်၌မတည်ပျက်စီးခြင်းသို့ရောက်တတ်သောတိရစ္ဆာန်နှင့်တူ၏ထို့သောပြုမှုခြင်းအရာသည်သူတို့၏ကိုးစားရာဖြစ်၍သူတို့သားမီးတို့သည်သူတို့စကားကိုနှစ်သက်တတ်၏ထိုသူတို့ကိုတိုးများကဲ့သို့မရဏနိုင်ငံ၌ချထား၍တေမင်းစားလိမ့်မည်ကာလမကြာမမြင့်မီဖြောက်မတ်သောသူတို့သည်အုပ်ဆိုးရကြလိမ့်မည်သူတို့၏ကိုယ်ခန္ဓာသည်ဖောက်ပြန်ဖို့ရာဖြစ်၏ မရဏနိုင်ငံသည်သူတို့၏နေရာဖြစ်၏ငါကိုမူကားဖျားသခင်တည်ယူတော်မူသောကြောင့်ငါ၏ဝိညာဉ်ကိုမရဏနိုင်ငံတကူမှယူ၏တော်မူမည်သူတစ်ပါးသည်ဥစ္စာကျွယ်ဝ၍အိမ်ဤဂုံတရေတိုးပွားသောအခါတင်းသည်မဆိုးရင်နှင့်ထိုသူသည်တည်သောအခါအဘယ်ဥစ္စာများမပါရသူဤဂုံတရေသည်သူ့နောက်သို့မဆင်းသက်ရထိုသူသည်အသက်ရှင်စေအခါမိမိဝိညာဉ်ကိုကောင်းချီးပေးတတ်၏ မိမိအကျိုးကိုပြုစုသောအခါသူတစ်ပါးတို့သည်ချီးမွမ်းတတ်ကြ၏တို့တော်လဲသူသည်သူ၏ဘိုးဘေးမျိုးရှိရာသို့တွားရလိမ့်မည်ကာလအစဉ်အဆက်သူတို့သည်အလင်းကိုမမြင်ရကြဂုံတရေနှင့်ပြည့်စုံလျက်ပညာတရီမရှိသော သူသည်ကပျက်စီးခြင်းသို့ရောက်တတ်သောတလိမ့်ဆန်နှင့်တူ၏ဆာလန်ကျန်းခန်း49ပြပါပြီနှုတ်ကပတ်တော်နားထောင်သောသူအယောက်စီတိုင်းဖျားသခင်သာ၍ကောင်းချီးပေးပါစေ။ Amém.